အပကပ်ဘောပကပ်ပါပကပ်ပါပကပ်ပါဆိုတာစိတ်ထက်ရိုင်ပြတာဘုသူခေဥ္စရာမှာလဲစိတ်ထက်ရိုင်ပြတယ်အပြောဆိုရိုင်ပြတယ်အပြောဆိုအနေထိုင်အမှုရရိုင်ပြတယ်ဆိုရင်အဲ့ဒီမရင်ကြီးပဲနဲ့လေးစားရမယ့်ပုဂ္ဂိုလ်လေးစားဆိုလိုတာက မင်္ဂလာတရားတွေပါပါတယ်မဟုတ်လားကာရောစာနိဝတောစာစာအဲ့ဒီနှစ်ခုကတကယ်ကိုကြီးပွားတုတ်တဲ့ဖို့အတွက်မင်္ဂလာတရားဖြစ်တယ်အဲ့ဒီမင်္ဂလာတရားပြတ်တာကိုပြောတာပက္ခဘဆိုမင်္ဂလာတရားပြတ်တယ်ဆိုင်းပြတယ်အဲ့ဒီရိုင်းပြတဲ့အမှုအချင်းဟာလည်းပဲဆိုင်းသူကိုယ်တိုင်ကလည်းမေတ္တာပြတ်တယ်သူနဲ့ဆက်ဆံတွေ့ကြုံရတဲ့ပုဂ္ဂိုလ်ကလည်းမေတ္တာပြတ်တယ် နှုံးနဝတုံးတဲ့ဘူးတူးမေတ္တာတူးမရောက်တဲ့အတိတ်ပဲဖြစ်တယ်။ဒါမှမဟုတ်မေတ္တာသုတ်ထဲမှာလည်းပဲမေတ္တာချင်းစစ်နေမှာ အပကဘောဆိုပါတယ်လေ။မယိုင်းပြရဘူး။မယိုင်းဆိုင်ရဘူးဆိုတော့အထီးကထားပြီးတော့ဟောတာ။အဲယိုင်းဆိုင်တဲ့အမှုရာတွေမရှိကြရဘူး။ဒါလည်းလူရင်ကျင်းမှုအတွက်အမှန်တမ်းအရေးပါတယ်။ နောက်တစ်ချက်ကတော့အမာယောမာယာကင်းရမယ်မာယာဆိုတာလှည့်ပြားတာဘယ်လိုလှည့်ပြားတာရောလို့ဆိုလှည့်ပြားလို့တဲ့စိတ်ရှိတာကိုမောဥစ္စာလှုပ်ပြီးတော့ကို့အပြစ်ကိုဖုံးကွယ်ပြီးလူမသိစေချင်အောင်မာယာလို့ခေါ်တယ်နော်မာယာရဲ့အဓိပ္ပာယ်အဲ့ဒါ ဖုံးကွယ်လှဲ့စားအပြစ်ကိုဖုံးကွယ်လှဲ့စားတာအဖုံးကွယ်ရဲဆိုတာအပြစ်ပဲဖုံးလို့ရတာလေအကောင်းဆိုပဲဖုံးနေဘူးလူတွေကဖုံးနေဆိုတာမကောင်းတာဖုံးကြတာပဲဖုံးကွယ်တယ်ဆိုတာလေကောင်းတာဆိုတပြပြပဲစိတ်နကပန်တာဘူးမှမဖုံးဘူးကောင်းစားလာဝတ်တာဘူးမှမဖုံးဘူးလူမြင်စေချင်တဲ့အရာတွေပဲကောင်းတာ လူမမြင်စေချင်တဲ့အရာကဘာလို့ဆိုမဟုတ်တာလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်ပဋိသန္ဓကမ္မန္တောလှုပ်ပြီးဆိုတဲ့အရှိုးဝက်ပြီးလှုပ်တာဖုံးပြီးတော့လှုပ်တာအဲ့တော့မကောင်းတဲ့အကုသိုလ်မှုကိုဖုံးကွယ်လို့တဲ့လှည့်စားတယ်ဖုံးကွယ်တယ်ဆိုတော့သူများကိုလှည့်စားတာပဲကုမ္မုဒ္ဒရာလှုပ်ပြီးတော့ဟုတ်တယ်မကောင်းတာမသိအောင်ဖုံးကွယ်လို့တဲ့ လဲစားလို့တဲ့စိတ်တဟာတာမာယာလို့ခေါ်တယ်။မာယာကိမှုလို့တယ်တဲ့။ဒါမို့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှင်။မေတ္တာသုံးပါးပါတော့ကုစုစသူဟုစုစရိုးဖြောင်းရမယ်လုံးဝရိုးဖြောင်းရမယ်။ဘာလို့ဆိုမာယာကိရမယ်။တရားထုတ်ပြီးဆိုရင်မတိဝဲနဲ့တိတယ်မပြောနဲ့။နော်ရိုးဖြောင်းကိုမမြင်မဲနဲ့မြင်တယ်မပြောနဲ့။တရားထုတ်မရဘဲနဲ့ရတယ်မပြောနဲ့။ အဲ့ဒီလိုဟာမျိုးတွေဟာပြောလို့ရှိရင်ဒါမာယာနဲ့တထေယတထေယကတော့ခုံရှိရနဲ့ခုံရှိအောင်လုပ်ခုံရှိအောင်ဟန်ဆောင်တာတထေယလို့ခေါ်တယ်ဒါအပြစ်ကိုဖုံးကွယ်တာမာယာလို့ခေါ်တယ်အဲ့နှစ်ခုကအဲ့လိုရှိအဲ့တော့အာမယောမာယာမရှိရဘူးလက်စားလို့လည်းစိတ်မရှိရဘူးကျဆုလို့လည်းပေါ့ တောင်းမေတ္တာပို့တဲ့ခါတောင်းမှာပဲနပရောပရံနိကုတ်ပိထာတယောက်သောသူကအခြားတယောက်ကိုတဲ့မလှဲ့စားပါစေနဲ့မေတ္တာပို့တဲ့ထင်မှာပါတယ်တယောက်တယောက်မလှဲ့စားကြပါစေနဲ့နိကုတ်ပိထာဆိုလှဲ့စားတာပြောတယ်နိကတိပါဠိစကားနိကတိလို့ဝင်းစနာတော့ဒီနေရာမှာ ပြုလုပ်တာမဟုတ်ပဲနဲ့လှည့်စားတာကိုဆိုလိုတယ်အဲ့တော့နပရောပရနိကုတ်ပိတာအချင်းချင်းတယောက်နဲ့တယောက်မလှည့်စားကြပါစေနဲ့မလှည့်ပတ်ကြပါစေနဲ့ဒါမေတ္တာပွားပေးတယ်အဲဒါကြောင့်မို့အမာယောဘာယခင်မေသူဆိုလိုတယ်နောက်တစ်ခုကဘာလို့ဆိုရိတ္တပေသူနောပေသူနာဆိုတာသွေးခွဲစကားပြောတာသွေးခွဲစကားဆိုတာ နှုတ်သားခင်မင်မှုပျက်စီးသွားအောင်တွေးခွဲတာအဲ့ဒါပြောတာနှုတ်ရဲ့အကြခင်မင်မှု ပြက်ပြအောင် ပြောတဲ့စကားကိုပိတုနာလို့ခေါ်တယ်ပိတုနာဝါစာဒုနတုခင်မင်နေတဲ့ဟာကိုပြက်ပြသွားအောင်လုပ်တာတွေးခွဲတာလို့ပြောနိုင်တယ်ပေါ့နော်ရှေးတော့ကတော့ဂုံးတိုက်တယ်လို့ပြောတယ်ခုံးတိုက်တယ်လို့သုံးတဲ့စကား ကိုယ်တိုက်တယ်ဆိုတာခင်မင်မှုပြပြအောင်လှုပ်တာပဇံနဲ့ပြောတာပဲဖြစ်စေကိုမှုရနဲ့လှုပ်တာဖြစ်စေတခုခုလှုပ်တာပဲဖြစ်စေခုခေပြောတဲ့ချင်းထဲတာပဲဖြစ်စေဘာလှုပ်လို့ပေါ့နော်တခုသွေးကွဲသွားတယောက်နဲ့တယောက်မတက်အောင်လှုပ်တာမှန်သမျှပေသူနာပဇံကပြောမှကြီးပဲမဟုတ်ဘူးဒါသွေးကွဲသွားအောင်လှုပ်တာမျိုးတွေမှန်သမျှ အဲ့ဒါကိုပေတုနာလို့ခေါ်တယ်ရိတပေတုနောညင်ညင်ရေးကိုဖြစ်စီပြတာဖြစ်သွားကြောင်းလူအတိုင်းဝိုင်းနဲ့မှာပြဿနာတွေတက်တယ်ဒီအကုသိုလ်ကလူလူအတိုင်းဝိုင်းကြီးတစ်ခုလုံးကယဉ်ကျေးဟိုတဲ့ဘာလို့ညင်ညွတ်မှုပြပြသောအောင်လှုပ်တာဖြစ်လို့အင်တန်မှ ဆိုးတဲ့အကျင့်တစ်ခုဖြစ်တယ်ဒါကြောင့်မို့ရိတပေတုနောသူတော်ကောင်းဆိုလို့ရှိရင်ခင်မင်မှုပြပြသောအောင်မပြောရဘူး 还是干没有，没必要，无 <music>，没路亚无。<music>